င်္ဂလာပါပရိသတ်ကြီးခုတင်ဆက်ပေးချင်တာကတော့ Action Drama ဇာတ်လမ်းပုံစံ Flynn's The Queen Flynn Series ဇာတ်လမ်းတွေကတော့ပွဲပေးအခမ်းအနားကိုကျင်းပတယ်ဆိုတဲ့သတင်းလေးပဲဖြစ်ပါတယ်ရွှေနရီရွှေကြီးထုတ်လုပ်ရေးက Action Drama ဇာတ်လမ်းပုံစံနှင်းစီစု The Queen Flynn Series ကတော့ပွဲပေးတဲ့အခမ်းအနားကိုတော့ယနေ့မေလ9ရက်နေ့နန်းနေရှင်နိုင်ကရန်ကုန်မြို့တငန်းချုံမြို့နယ်မှာရှိနေတဲ့ Jackson ပြောင်းဝကျင်းပခဲ့ပါတယ်။ဒီဇက်ကကမင်းသမီးတွေရဲ့ဇက်လို့လည်းပြောလို့ရပါတယ်။ဒီလိုကပထမဆုံး၃ယောက်စုံပြီးတော့ရိုင်းမဲ့ကားလေးပါ။ Mae Grace ကတော့ ီလိုထက်အနုပညာနဲ့ပတ်သက်ရင်စီနီယာကြရလို့ပြောလို့ရပါတယ်။ဇာကားလေးကပြိသက်အကြိုက်တွေ့စီမဲ့ action bio drama လေးပါပါတယ်လို့တုံးဆောင်ဒီကပြောပါတယ်။ဒီဇာကားကိုတော့ဇန်ညွန်းချစ်စုခင်ဇလန်ဒါရိုက်တာဘုံသက်ပိုင်ဆိုကရိုက်ကူးမှဖြစ်ပြီးတုံးဆောင်နေဖြစ်ချာလီနီထော်ဟင်နရီဆန်ဘုံတိုက်ပိုလီမေဂရစ်အမ်ဆိုင်လို့ဒီကျော်စရမင်းသူကျော်စင်ထော်အောင်ဆောင်မင်းမိုးခန့်ဝင်းမင်းသားနဲ့တုံးဆောင်များစွာပါဝင်ထားကြပါတယ်။အပိုင်း၁၆ပါတယ်။ မင်းစီစု The Queen Flynn series ကိုလာမယ့်မေလ9ရက်နေ့မှာစတင်ရိုက်ကူးသွားမှာပဲဖြစ်ပါတယ်ပရိသတ်ကြီး။အခုတင်ဆက်ပေးမှာကတော့ငွေကြေးချမ်းသာတဲ့မိသားစုကဆင်းသက်လာပြီးမြန်နိုင်ငံသားမှာအောက်ခြေဝန်ထမ်းလုပ်ခဲ့ရတဲ့အကြောင်းရင်းကိုနေမင်းထုတ်ပြောလာတဲ့ဆိုတဲ့သတင်းလေးပါနေမင်းကတော့ချမ်းသာတဲ့မိသားစုမျိုးကဆင်းသက်လာသူတယောက်ပါကိုရိုင်းကလည်းလူသိများတဲ့မိသားတယောက်ဖြစ်တယ်လို့မိဘတွေကလည်းချမ်းသာကြတဲ့သူတွေဖြစ်ပေမဲ့နေမင်းကအလုတ်ကျန်းတွေလုပ်ခဲ့ဘူးသူတယောက်ဖြစ်ပါတယ် နေမင်းကနေကြာစားကြာမပူပင်ရတဲ့တထေသားတယောက်ဖြစ်ပေမဲ့နိုင်ငံခြားမှာ၃နှစ်လောက်အလုပ်ကျန်းနေလို့ခဲ့ရပါဗျ။အဲ့ဒါကလည်းသူ့ရဲ့စိတ်ကြောင့်ပါပဲ။သူကသူများတွေရဲ့အထင်သေးမှကိုစိုးရင်ရင်ကနေအလုပ်ကျန်းလုပ်တဲ့အဆင့်ကိုရောက်သွားတာပါ။နေမင်းကအနုပညာလောကထဲမဝင်ခင်မှာနိုင်ငံခြားသွားမှာဆိုပြီးကြွေးကြော်ခဲ့မှုပါတယ်။ US ကိုသွားပြီးအခြေချမယ်။အောင်မြင်အလုပ်တွေလုပ်မယ်ဆိုပြီးကြွေးကြော်ခဲ့ပြီးမြသွားခွင့်မရခဲ့ပါဘူး။သူကပဝင်းချင်းမှာ US ကိုသွားရတော့မှဆိုပြီးခေါင်းမွန်ရင်ကောက်ပြီးနေခဲ့ပြီးမြသွားခွင့်မရတဲ့အထိဖြစ်ခဲ့တာပါ။ ပဝင်းချင်ကလူတွေကလည်းပြတော့သွားမှလဲလို့ဆိုပြီးတော့အားတိုင်းမင်းနေကြတာမို့နေမင်းကအရှက်ကွဲမခံနိုင်တော့ပဲရတဲ့နိုင်ငံကိုထွက်ခေတာပါသူ့ရဲ့ရွေးချက်က US မှာလုပ်ငန်းအဆင့်ပြောင်းလုပ်မယ်ဆိုပြီးရွေးထားပေမဲ့လက်တွေ့မှာတော့အရှက်ကွဲမမှကြောက်တဲ့စိတ်နဲ့ကိုရီးယားကိုထွက်ပြီးအလုပ်ကျန်းနေလို့ကန်ခဲ့ရသူဖြစ်ပါတယ်နေမင်းကတော့မပူမပင်နေရပေမဲ့ရှက်တဲ့စိတ်နဲ့ဇလုပ်ခေတာမို့နိုင်ငံခြားမှာ၃နှစ်လောက်နေထိုင်ပြီးအလုပ်ကျန်းနေလို့ကန်ခဲ့ရတာပဲဖြစ်ပါတယ်ပရိသတ်ကြီးအတွက်အမြောက်ဝတင်ဆက်ပေးလိုက်ပါတယ်နော် အခုတင်ဆက်ပေးမှာကတော့လိင်သူချစ်သူအဖြစ်အသိပေးခဲ့ရတဲ့အချမ်းဝေဖန်ခံနေရတဲ့ချမ်းမြင့်မောင်ချိုပါပရိသတ်ကြီးအသက်25နှစ်ရွယ်ရှိနေပြီဖြစ်တဲ့အချမ်းမြင့်မောင်ချိုကပြီးခဲ့တဲ့2018ခုနှစ်မြန်မာအိုင်ဒေါ်သချင်းစုပြိုင်ပွဲမှာဝေယောင်ရှင်ပြိုင်ခဲ့ပြီးနောက်ဆုံး final အဆင့်တီတယောက်နိုင်ခဲ့သူပါဒီပြိုင်ပွဲမှာတော့နောက်ဆုံးဆင့်တီရောက်ရှိလာကြတဲ့ဖြိုမြင့်အောင်နဲ့အချမ်းမြင့်မောင်ချိုတို့ကိုအပြိုင်ဆိုင်အားပေးကြတဲ့ပရိသတ်တွေကြောင့်လောက်ခတ်စေခဲ့တဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျမရေးကြောင့်ချမ်းမြင့်မောင်ချူကဝင်ရောက်ရှင်ပြိုင်ခြင်းမရှိဘဲဝင်းနတ်စုကိုဖြိုးမြအောင်လည်းရှိသွားခဲ့တာပါအစတော့ချမ်းမြင့်မောင်ချူရဲ့အခြေရေးတဲ့ငါသူ့ကိုချစ်ခင်အားပေးတဲ့အမျိုးသားတို့အတွက်အနှမျောတတ်တာဖြစ်စေခဲ့ပါတယ်ချမ်းမြင့်မောင်ချူက၎င်းပေါ်ချစ်ကြိုက်တဲ့အမျိုးသားများစွာတဲ့ကမှတဦးကိုရွေးချယ်သွားခြင်းကြောင့်မဟုတ်ဖ ೇನೆ မင်းကလေးအချင်းချင်း girl love ချစ်ကြိုက်နေခြင်းကြောင့်ပဲဖြစ်ပါတယ်ချမ်းမြောင်ချူကစတူဒီယိုဒေသန်ရှင်အမျိုးသမီးအစရောအီအီရဲ့တအုပ်တဲ့သောသမီးငယ်ဖြစ်ပြီ ဂီတလမ်းကြောင်းကိုမြန်မာအိုင်ဒေါ်ပြိုင်ပွဲကနေတစဉ်ဝင်ရောက်ခဲ့ပြီးမဲ့လဲသူ့ရဲ့အနုပညာဂီတဆန်းကပြိုင်ပွဲကလည်းမခေခဲ့သူပါ2025ခုနှစ်ဖေဖော်ဝါရီ20နေ့မှာတော့သူ့မှာချက်သူရှိနေပြီဖြစ်တော့မင်းကလေးအချင်းချင်းကြိုက်နှစ်တက်နေရဲ့ဆွဲသတင်းစကားကမှန်ကန်ကြောင်းနဲ့တွန်ပွိုင်းတူဖြစ်ကြောင်းကိုတရားဝင်သိပေးခဲ့ပါတယ်။ချက်မြင့်မောင်ချိုကချင်းတိုင်းသူလေးမြန်မာစတာပြိုင်ပွဲဝင်တွေဦးနဲ့အချက်သူတွေဖြစ်နေကြောင်းကိုချင်းစုံညီချင်းစုံညီပရိုက်တာအတင်းကကျင်းပတဲ့89နှစ်မြောက်ချင်းမျိုးသားနေအထိမ်းမဲ့ဂုံပြူပွဲမှာ သူ့ရဲ့ချစ်သူမင်းကလေးနဲ့တွေ့ရထားတဲ့ဓာတ်ပုံနဲ့အတူ၎င်းတို့ရဲ့ချစ်သူသက်တမ်းဆက်တလာပြစ်သွားပြီဖြစ်ကြောင်းကိုတရားဝင်အသိပေးခဲ့တာဖြစ်ပါတယ်။ချက်မြင့်မောင်ချိုကတော့2025ခုနှစ်ဖေဖော်ဝါရီလအတွင်းကထွက်ရှိခဲ့တဲ့ The Answer တချင်ကလည်းမင်းကလေးချင်းချင်းချစ်ကြိုက်မှုပုံစံအတိုင်းတယောက်ဖော်ထားတာဖြစ်လို့သူ့ရဲ့ပရိသတ်တွေကမိကုန်ထုတ်ခဲ့ကြပါတယ်။တိတ်မကြခင်မှာပဲသူ့ချစ်ရင်မှာဘလောက်ထိပျော်ရွှင်နေရသလဲမမေးပါနဲ့။မျက်နှာသာကြည့်ပါလို့မီဒီယာတွေကိုအသိပေးခဲ့သလိုမိခင်ဖြစ်သူကလည်းနားလည်မှုအပြည့်ပေးထားကြောင်းဆိုခဲ့ပါတယ်။ ချမ်းမြမောင်ချုကငရဲစင်ကလေးကမင်းကလေးမဆန်ပဲနဲ့တမိမင်းကလေးတူဖြစ်ခဲ့တာအနေထိုင်ပြောဆိုအမှုချင်းတွေကစားယောက်ျားလေးပုံစံအတိုင်းနေထိုင်ကြည့်ပြင်ခဲ့သူတူဖြစ်ကြောင်း၎င်းနဲ့နေဆက်တဲ့တိုင်ဝမ်ထံမှသိရပါတယ်မြန်မာနိုင်ငံမှာလိင်လူချစ်သူများအဖြစ်အစရောဂေဂေနဲ့အလှမဲဆွေစဉ်ထက်မိတ်ကပ်မီဦးနဲ့ဟန်လေးအစရောပိုးမီနဲ့ထူးချစ်ဒီဇိုင်နိုင်ငင်းကိုနဲ့ဒေါက်တာအေရိုဇုံတွဲတွေရှိခဲ့ပြီးအခုတစ်ခါမှလည်းချမ်းမြမောင်ချုနဲ့ຫນွေဦးတို့ရဲ့အချစ်ရေပေါ်အားပေးအားမြတ်သူများပြလျက်ရှိသလို တချို့ကတော့သဘာဝနဲ့ဆန့်ကျင်ကြကြောင့်မနှိမ့်ညွတ်ကြသူတွေရှိလို့နေပါတယ်။ပရိသတ်ကြီးအတွက်အမြောက်ကြီးတင်ဆက်ပေးလိုက်ပါတယ်ရှင်။အခုတင်ဆက်ပေးမှာကတော့ဆော်တော်ကြီးဂျင်ဂျင်ကြီးဆုံးမပြီးတလားပြေမှာစွဲနေပြီးမဟင်းကားလုပ်ငန်းကဝန်ထမ်းတွေအကုန်ထွက်သွားတဲ့ကြုံလိုက်ရတဲ့ဇနီးဖြစ်သူမတ်ဆန်နီပါ။သူမအနေနဲ့ခင်မွန်ဖြစ်သူအဆော်တော်ကြီးဦးဂျင်ဂျင်ကြီးဆုံးမသွားတာကြောင့်တလားပြည့်ပြုတ်လို့ပြီးနောက်ရက်မှာပဲဝန်ထမ်းလေးတွေအကုန်လုံးတပြိုင်တည်းထွက်သွားခဲ့တာလို့သိရပါဗျ။ဘာကြောင့်ထွက်ရတယ်လဲလို့မေးခဲ့ရမှာတော့လာခကြောင့်လို့ဖြေခဲ့ကြအောင်ဇနီးဖြစ်သူမန်းစန်နေကဆိုခဲ့တာပါ သူမကအော်ဒီဇင်ဖြစ်နေတဲ့သားလေးတစ်ဖက်နဲ့လုပ်ငန်းပြန်လည်ရည်တည်ဖို့စူးစမ်းနေမှန်းသိသိချင်းနဲ့အခုလိုထွက်သားခဲ့ကြတဲ့ဝန်ထမ်းတွေကြောင့်စိတ်မကောင်းဖြစ်ရတယ်လို့ပြောပါရယ်။သူမကဝန်ထမ်းတွေကိုမိသားစုတစ်ဖွဲ့ကိုသမီးလေးလိုသဘောထားပြီးထားရှိခဲ့ပေမယ့်အခုလိုဖြစ်လာတဲ့အပေါ်မှာဝန်းနေခဲ့ရတယ်လို့ဆိုပါရယ်။လက်ရှိမှာတော့ဝန်ထမ်းတွေကိုအချိန်ပိုင်းအနေနဲ့ခေါ်ဖို့စဉ်းစားထားပြီးသားလေးကိုကြည့်ဖို့အတွက်လည်းတိတိကျကျငားရမ်းသွားမယ်လို့ပြောဆိုခဲ့ပါရယ်။ပြည်သက်ကြီးအတွက်မျှဝေပေးလိုက်ပါရယ်နော်။ အခုတင်ဆက်ပေးမှာကတော့သူထက်ပိုပြီးအောင်မြင်လာမယ့်ညီမဂျော်လီကိုပွဲထုတ်လာခဲ့တဲ့အမကြီးအမိယာပိသားသူတန်သားညီပါအသက်24နှစ်ရွယ်သားရှိသေးတဲ့မင်းသမီးဂျော်လီတန်သားညီကတော့အသက်ငယ်ပေမယ့်အမကြီးအမိယာပိသားသူတစ်ယောက်ပါကိုရိုင်းကအနုပညာလောကမှာနေရာတနေရာရအောင်ခက်ခက်ခဲခဲစူးစမ်းရခဲ့သူဖြစ်တာကြောင့်ညီမလေးကိုအခက်အခဲမရှိပဲအောင်မြင်အောင်လုပ်ပေးနေခြင်းကြောင့်ဖြစ်ပါတယ်အနုပညာလောကမှာနေရာတနေရာရဖို့ကမလွယ်ကူသလိုသူ့အနေနဲ့အခက်အခဲတွေစုပေါင်းတွေကြားကနေတန်သားညီဖြစ်အောင်ရုန်းကန်ခဲ့ရတာပါ ကိုရိုင်းကအနုပညာလောကမှာနေရာတက်နေရာရနေပြီးမို့ညီမဖြစ်သူကလည်းပြိသက်တွေသည်ဓာမီအောင်ပွဲထုတ်လာတာပါတန်တန်ကြီးရဲ့ညီမလေးကအခုဆိုရင်အသက်16နှစ်အရွယ်ရှိပါပြီအသက်ငယ်ပေမယ့်အရရှိရှိကိုလုံးကိုပေါင်းဝိုင်းမိုင်းနဲ့မို့လူများစိတ်ဝင်စားကြမှာအသေးချပါပဲတန်တန်ကြီးတို့ညီမနှစ်ယောက်ကရုပ်ချင်းတော်တော်စင်ပါတယ်အသက်6နှစ်กว่าပြီမယ့်အရအမောင်နဲ့ကိုလုံးကိုပေါင်းတွေကြောင့်မတိမ်မြင်းပါပဲညီမနှစ်ယောက်ကတော့လိုင်းပေါ်မှာတက်တော်ရိုက်လို့ဓာတ်ပုံရိုက်လိုက်နေ ပရိသတ်စိတ်ဝင်စားမှုကြောင့်အောင်လုံးနေသလိုအခုဆိုရင်ပရိသတ်တွေပိုစိတ်ဝင်စားအောင်မီဒီယာကနေပြောလာပါပြီ။တန်တာညီကတွေရောချောချောညီမလေးကိုပိုင်းဆိုင်ထားမှုမျက်နှာပွင့်နေသလိုညီမဖြစ်သူကိုအောင်မြန်ပတ်မှုပေးသွားမှာလည်းဖြစ်ပါတယ်။ညီမလေးကအနုပညာအလုံးလုံးမယ်ဆိုရင်သူ့ဘက်ကတက်နိုင်တာလေးတွေပံ့ပိုးပေးမှာဖြစ်သလိုပရိသတ်တွေလည်းအားပေးကြဖို့တောင်းဆိုခဲ့ရလည်းဖြစ်ပါတယ်။ Cherry ပရိသတ်ကြီးတို့ညောင်းဝတင်ဆက်ပေးလိုက်ပါတယ်နော်။အခုကတော့ဘာခင်ဖြစ်သူရဲ့ကျေးဇူးကိုအသက်ရှိနေချိန်မှာမဆက်နိုင်ခဲ့ပေမဲ့ မရှိရတဲ့အချိန်မှာနာမည်ဆိုးတွေပပြအောင်ခင်မမြင့်ဇလန်းကိုပုံဖော်ရိုက်ကူးသွားမှာပါ။ဘာကင်ဖြစ်သူရဲ့နေရာကိုတော့ရုပ်တူတဲ့တယောက်ကိုအစားထိုးရိုက်ကူးမှဖြစ်တယ်လို့ခင်မမြင့်နေရာကိုတော့တေးဥဆောင်ခိုင်စာသွေးကိုထည့်သွင်းရိုက်ကူးသွားမှလည်းဖြစ်ပါတယ်။စစ်နိုင်တရားဦးကတော့ခင်မမြင့်ဆုတ်ဆဲတယ်လို့မဟုတ်ဘူးဆိုတာကိုပြသခြင်းတယ်လို့ခင်မမြင့်ရဲ့ပုံစံကသူ့အဖေအတင်းမူစကူဒူးကျင်စရာရုပ်ရည်လည်းမဟုတ်ဘူးခန်းစားချက်တွေကိုလည်းထုတ်ပြောလာခဲ့ပါတယ်။ တမီးတမီးဆိုပြီးငဲကြအောင်ဆောင်နေတဲ့ခင်မမင်းကအသက်40ကျော်အိမ်တော်တဲ့တယောက်ဖြစ်တယ်လို့ရုံဆိုးဆိုးသွားခေါ်ခေါ်ပုံစံနဲ့အဝတ်အစားကလည်းမမိုက်အနှမ်းသက်ကလည်းမကောင်းတဲ့အမျိုးသမီးတယောက်ကိုသူ့အဖေကအတင်းကြိုက်စရာလားဆိုပြီးပောက်ကွဲတန်စင်နေထွက်လာပြီးပဲဖြစ်ပါတယ်စနိုင်တရားဦးကတော့အင်ကူဒေါခင်မမင်းနဲ့ဖခင်ဖြစ်သူကမဖြစ်နိုင်တဲ့အရာတွေဆိုတာကိုရိုက်ကူးရင်းဖခင်ကျေးဇူးကိုနိုင်တဲ့လောက်ဆက်ဖို့အတွင်းနေပေမဲ့ပရိသတ်တွေဒါကြားမှာတော့အချီးကျူးမခံရပဲဝေဖန်ခံနေရပါတယ်ပရိသတ်တော်တော်များများကတော့သူအစပြန်ဖို့လုပ်နေတာဖခင်ကျေးဇူးဆက်ချင်တာလား နာမည်ကြီးကျင်လာလားဆိုပြီးဝေဖန်ပြောဆိုနေကြပါမိ။ထောင်နှန်းဆန်နေရတဲ့ခင်မာမြင့်ကိုအားနာပါအောင်ဆိုပြီးဝေဖန်ပြောဆိုနေကြပြီပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့အမျှဝေပေးလိုက်ပါတယ်နော်။အခုတော့လူပညာသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုနာဆင်နိုင်ဖို့ကျမတို့ရဲ့ဆယ်လီမမ YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးအားပေးကြပါအောင်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရရှင်။